အားလုံးပဲမင်္ဂလာပါရှင်ရောပရိသတ် channel မှာကြိုဆိုလိုက်ပါတယ်ဆရာတော်ရှင်စန္ဒာဒီကရွှေပါရမီတော်ရရဲ့ငြိမ်ကြီးတော်ဘဝပိုင်ရှင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ငြိမ်ကြီးတော်ဘဝပိုင်ရှင်အပိုင်း၃စိတ်ပူပန်နာတိတ်မူမမှန်လို့ပါငြိမ်ကြီးတော်ဘဝပိုင်ရှင် ဖြစ်ဖို့အတွက်နောက်အရေးသေးတစ်ခုကတော့စိုးရိမ်ပူပန်မှုကင်းရှင်းခြင်းသို့မဟုတ်စိတ်မပူပန်တတ်ခြင်းဆိုတဲ့အရေးသေးပါပဲ။ တချို့ကတိတ်ပြီးတော့စိတ်ပူတတ်တယ်စိတ်ပူတတ်တာကိုပဲဂုံယူစရာလို့လဲထင်နေတတ်တယ်တလွဲဂုံယူနေတာပါပဲကိုရီးကိုရာနဲ့ပတ်သက်ပြီးတော့လဲဟိုဟာလေးတွေးပြီးစိတ်ပူဒီဟာလေးတွေးပြီးစိတ်ပူသူတစ်ပါးနဲ့ပတ်သက်ပြီးတော့လဲဟိုကိစ္စလိုက်စိတ်ပူဒီကိစ္စလိုက်စိတ်ပူစိတ်မပူရင်နေကိုမနေတတ်ဘူးစိတ်ပူခြင်းကိုပဲအဖို့လုပ်ပြီးတော့နေတတ်ကြတယ်စိတ်မပူလိုက်ရတဲ့နေ့ဆိုရင်တခုခုလိုအပ်နေသလိုထင်နေတတ်ကြတယ်စိတ်ပူတယ်ဆိုကြဲကိုက စိတ်ကိုပူလောင်နေပြီပေါ့ငြိမ်းအေးမှုပဲရှိပါတော့မလဲခုနကတုန်းကပြောခဲ့တဲ့တဏဖြစ်ရင်ငြိမ်းအေးမှုမရှိဘူးဒေါသဖြစ်ရင်ငြိမ်းအေးမှုမရှိဘူးဆိုတာကနောက်ဆက်တွဲအကျိုးတရားအနေနဲ့ဖြစ်တာတဏကြောင့်ပူလောင်တယ်ဒေါသကြောင့်ပူလောင်တယ်အကြောင်းအကျိုးသဘောမျိုးသွားတာဒီစကလုံးကတော့စကလုံးငူကပူပြီးသားသူ့ကြီးတက်တက်ကိုကပူပြီးသားသူ့စကလုံးငူကစိတ်ပူတယ်ဆိုမှတော့ပူနေပြီပေါ့ စိတ်ပူနေရင် ပူတယ်ဆိုတာအထူးပြောစရာတောင်မလိုတော့ဘူးတချို့ကစိတ်ပူတာကိုမေတ္တာတရားရဲ့သင်္ကေတလို့ယူဆကြတယ်။ငါနဲ့ကို စိတ်ပူတာနင့်ပေါ်မေတ္တာရှိလွန်းလို့နော်တဲ့စိတ်ပူခြင်းကနှမျိုးရှိပါတယ်။အာနာပါနာထဲ့သွင်းတဲ့နဲ့စိတ်ပူခြင်းလေးကတစ်မျိုးတောကတရားရဲ့သင်္ကေတသက်သက်ဖြစ်တဲ့စိတ်ပူခြင်းကတစ်မျိုးလို့စိတ်ပူခြင်းနှမျိုးရှိပါတယ်။ဥပမာဆိုပါတော့ကိုယ်သားသမီးကတခြားသမီးတို့ရွာကိုခီးထွက်တော့မယ် အဲ့မျိုးကိုသွားလို့ရှိရင်ဖျားမယ်နာမယ်နော်သွားတယ်လာတဲ့အခါဖျားမှာနာမှာဆိုလို့ရော့ဒီဆေးလေးယူသွားဒါကတော့မြစ်တာရဲ့သဘောမြစ်တာရဲ့သင်္ကေတပါစိတ်ပူနေတဲ့အခိုက်အတန့်လေးမှာတော့ကလည်းနည်းနည်းတော့ပါတယ်ဒါပေမဲ့စိတ်ပူယုံနဲ့ရက်နေတာမဟုတ်ဘူးနေမကောင်းလို့ရှိရင် စားဖို့ဆိုပြီးတော့ဆေးကလေးထည့်ပေးလိုက်တယ်အဲ့ဒါမြစ်တာပဲကာယကံမြောက်မြစ်တာယောဂဖြစ်ရင်ဒီဆေးလေးစားပါနော်လို့ဆေးထည့်ပေးရင်ပြောလိုက်တော့ ဝစီကံမြောက်မြစ်တာယောဂပျောက်စေခြင်းနဲ့စိတ်ကလေးကမနှောကံမြစ်တာမြစ်တာကံ၃ပါးလုံးပါနေတယ်အဲ့လိုတရက်တကြီးသွားတဲ့သားသမီးကိုဖြားနာမှာဆိုးလို့ဆေးတွေဝါးတွေထည့်ပေးလိုက်တာကတော့ဖြစ်တဲ့စိတ်ပူခြင်းမှာပဲဒါလည်းပဲအများဆုံးစကားရတာစိတ်ပူတယ်လို့ပြောရတာပါတကယ်တော့မြစ်တာဆိုတာအဒေါသစိတ်ပူတယ်ဆိုတာတောကအမိခံထားတဲ့ဒေါသပါပဲ။ ဒေါသနဲ့အဒေါသဆိုတာဖြောင်းဖြောင်းကြီးဆန့်ကျင်ဘက်ပဲသို့တော်လဲလောကဝဟာရအယဒီလိုမေတ္တာထားတာကိုပဲစိတ်ပူရဲလို့ပြောနေကြတာပါဒီလိုမေတ္တာနဲ့စိတ်ပူခြင်းကတော့တဘာဝကြတဲ့စိတ်ပူခြင်းမို့လို့လက်ခံရမှာပါတဘာဝမကြတဲ့စိတ်ပူခြင်းကတော့တရက်တကြီးသွားတဲ့သားသမီးတွေဖြားနာတဲ့အခါတုံးဖို့ဈေးကလည်းထည့်ပေးလိုက်ပြီးပြီသားသမီးကလည်းတရက်တကြီးရောက်သွားပြီးပြီအဲ့ဒါကိုအခုချိန်ဆိုဖြားများဖြားနေမလား ယောဂါများဖြစ်နေမလားအခုချိန်ဆိုအေးလိုက်တာ အနှွေးရမှာဝေးရလားမသိဘူးရေချိုးတာမှစင်ကျင်ရလားမသိဘူးလူများနေလဲမသိဘူးဘလူများဖြစ်လဲမသိဘူး ਨੇ တွေးပြီးတော့တစ်ချိန်လုံးစိတ်ပူနေတယ်တစ်ချိန်လုံးစိတ်ဆင်းရဲနေတယ်တစ်ချိန်လုံးတွေးပြီးတော့နေတယ်အဲ့လိုဆိုရင်တော့သဘာဝမကျတဲ့စိတ်ပူခြင်းဖြစ်သွားပြီကိုလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပေးလိုက်တဲ့စိတ်ပူခြင်းကတော့မြတ်တာတရားရဲ့သင်္ကေတပဲလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပေးပြီးပါရက်နဲ့ တစ်ဖက်သားဖြစ်မလာသေးတာကိုတွေးပြီးတော့စိတ်ဆင်းရဲနေမယ်တကယ်လို့ဖြစ်လာခဲ့ရင်လဲကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ပေးုံနဲ့မပြီးသူတော့ဒုက္ခတွေဖြစ်တော့မှာပဲသူတော့ဆင်းရဲနေတော့မှာပဲသူဒုက္ခငါယူလိုက်ချင်ပါရဲ့အဲ့လိုစသည်အားဖြင့်တွေးပြီးတော့စိတ်တွေပူလောင်နေတယ်စိတ်တွေဆင်းရဲနေတယ်ဒီစိတ်ပူခြင်းကတော့တဘာဝမကြတဲ့စိတ်ပူခြင်းမို့လို့စွန့်ပယ်ရမှာပါသားသမီးကတရက်တကြေးသွားတော့မယ်ဆိုပါတော့ အခုရက်တွေဆိုရင်ပိတ်ရက်ဆက်နေတော့တော်တော်များများကြိုက်သီယိုသွားကြတယ်ပေါ့ကိုသားသမီးကအမေးကြိုက်သီယိုသွားခြင်းလို့ပါဟဲ့မသွားနဲ့အခုရက်ကလူတွေများတယ်တော်ကြပြဿနာတစ်ခုခု ဖြစ်လို့နင်ရိုက်ခံရတော့ဘယ်နဲ့လုပ်မလဲအဲ့ဒါကတော့တဘာဝမကြတဲ့စိတ်ပူခြင်းဖြစ်သွားပြီပြဿနာဖြစ်မယ်မဖြစ်ဘူးအရိုက်ခံရမယ်အရိုက်မခံရဘူးတေးကြတာလည်းမဟုတ်ဘူးလူများယုံနဲ့လည်းပြဿနာကဖြစ်မှာတော့မဟုတ်ပါဘူးဖြစ်မယ်ဆိုရင်လည်းဖြစ်နိုင်ကြတော့ရှိတာပေါ့ လောကမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမှမရှိပဲစိရဲ့ဒုက္ခတစ်ခုခုကြေတနာတစ်ခုခုအန္တရာယ်တစ်ခုခုဆိုတာဘယ်နေရာမှာမဆိုအချိန်မြွေးဖြစ်နိုင်တာကြီးပဲပေါ့ဒါပေမဲ့ဖြစ်လိမ့်မယ်ဆိုတာတေချာမှုမရှိသေးပဲနဲ့တကယ်ဖြစ်တဲ့ပုံစံမျိုးတိတိကျကျကြီးတွေးပြီးတော့စိတ်ပူပန်နေတာစိတ်ဆင်းရဲနေတာကတော့တဘာဝမကြတဲ့စိတ်ပူခြင်းဖြစ်သွားပါပြီဟိုမှာတောင်ပေါ်မှာဆိုတော့အေးမှာပေါ့အေးလို့ရှိရင် တော်ကြာနှာစင်းရင်ဘယ်နဲ့လုံးမလဲ ဒီလိုအကြောင်းပြချက်လေးတွေဟာတကယ်တော့မခိုင်လုံတဲ့အကြောင်းပြချက်လေးတွေပါအေးတာပဲဘာဆန်းလို့လဲစောင်းတွင်အေးမှာပဲပေါ့လူရှုပ်တာပဲဘာဆန်းလဲပိတ်ရမို့လူတွေအများကြီးသွားတာလူရှုပ်မှာပေါ့ဒါကိုရေးကြီးခွင်ကျယ်လုပ်ပြီးစိတ်မပူပါနဲ့အဲ့လိုမိဘတွေရဲ့သဘာဝမကျတဲ့စိတ်ပူခြင်းတွေကြောင့်တချို့သားသမီးတွေမှာဟိုနေရာလည်းမရောက်ဘူးဒီနေရာလည်းမရောက်ဘူးဟိုလူနဲ့လည်းမခင်မင်းဒီလူနဲ့လည်းမခင်မင်းဟိုလှုပ်လည်းမဖြစ်ဒီလှုပ်လည်းမဖြစ်နဲ့ဘဝအခွင့်အရေးတွေအများကြီးဆုံးရှုံးရပါတယ် စိတ်ပူတယ်ဆိုတာတကယ်တော့တရားတရားကိုကောက်လိုက်ရင်ဒေါသပါပဲဒေါသဆိုတော့ကိုလည်းပဲစိတ်ပူနေတဲ့အတွက်စိတ်ဆင်းရဲရစိတ်ညစ်ရတယ်ကိုယ့်ရဲ့စိတ်ပူမှုကိုခံရတဲ့သူလည်းပဲအချုပ်ချယ်အဖိနှိပ်ခံရတဲ့အတွက်စိတ်ဆင်းရဲရစိတ်ညစ်ရတယ်ကိုသွားခြင်းတဲ့နေရာတစ်ခုကိုမိဘကစိတ်ပူပြီးမသွားဖို့တားလို့မသွားလိုက်ရဘူးစိတ်ညစ်လိုက်တာကိုပေါင်းခြင်းတဲ့လူတယောက်ကိုမိဘကစိတ်ပူပြီးမပေါင်းဖို့တောင်းလို့မပေါင်းဖို့တားလို့မပေါင်းလိုက်ရဘူးစိတ်ညစ်လိုက်တာ ိုလှုပ်ခြင်းနဲ့အလုပ်တစ်ခုကိုမိဘကစိတ်ပူပြီးမလုပ်ဖို့တားလို့မလုပ်လိုက်ရဘူးစိတ်ညစ်လိုက်တာမလို့ပဲအတိတ်ပဲမဲ့စိတ်ပူခြင်းကြောင့်စိတ်ပူသူရော စိတ်အပူခံရသူရောနှစ်ဦးနှစ်ဖက်လုံးစိတ်ဆင်းရဲရပါတယ်စိတ်ပူခံရသူကရာတင်ရာထိုက်တဲ့အခွင့်အရေးတွေပါ ဆုံးရှုံးတဲ့အတွက် ပို့ပြီးစိတ်ဆင်းရဲရပါတယ်ဘာမဆိုလွတ်လပ်ခွင့်ပေးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးတကယ်ကိုတားမြစ်တဲ့တားမြစ်ထိုက်တဲ့ကိစ္စဆိုရင်တော့တားမြစ်ရမှာပေါ့ တဖက်အုပ်စုနဲ့ရန်ဖြစ်ဖို့ချိန်ထားတဲ့ကိုသားသမီးကိုအပြင်မထွက်ဖို့တားမြစ်တာမျိုးကတော့တဘာဝကြတဲ့စိတ်ပူခြင်းဖြစ်လို့လက်ခံရမှာပါချစ်မယ်မဖြစ်ဘူးလုံးဝမတည်ကြတဲ့သို့မဟုတ်လုံးဝမဖြစ်နိုင်တဲ့ကိစ္စကိုတကယ်ဖြစ်မဲ့ပုံစံမျိုးသို့မဟုတ်တကယ်ဖြစ်နိုင်တဲ့ပုံစံမျိုးတွေးပြီးစိတ်ပူခြင်းဟာတဘာဝမကြတဲ့စိတ်ပူခြင်းမှာပဲဖြစ်မယ်မဖြစ်ဘူးတည်ကြတဲ့ကိစ္စသို့မဟုတ်ဖြစ်နိုင်ခြေရှိတဲ့ကိစ္စကိုစနစ်တကျတွေးတောဆင်ခြင်ပြီး လှုပ်တင်လှုပ်ထိုက်တာလှုပ်ဖို့စိတ်ပူခြင်းကတော့သဘာဝကျတဲ့စိတ်ပူခြင်းပါပဲတကယ်ဖြစ်နေတဲ့ကိစ္စကိုတီတီငိမ့်ငိမ့်နဲ့နီးမှန်လမ်းမှန်ဖြေရှင်းဖို့မကြိုးစားပဲစိတ်စင်းရဲနေုံတက်တက်ဝမ်းနည်းပူဆွေးနေုံတက်တက်တုံ့ပြန်တဲ့စိတ်ပူခြင်းကတော့သဘာဝမကျတဲ့စိတ်ပူခြင်းပါပဲတကယ်ဖြစ်နေတဲ့ကိစ္စကိုစိတ်စင်းရဲမှုမဖက်ဝမ်းနည်းပူဆွေးမှုမဖက်ပဲတီတီငိမ့်ငိမ့်နဲ့နီးမှန်လမ်းမှန်ဖြေရှင်းဖို့ကြိုးစားတဲ့စိတ်ပူခြင်းကတော့သဘာဝကျတဲ့စိတ်ပူခြင်းပါပဲ။ တောကအတွင်ဆောင်တဲ့စိတ်ပူခြင်းမှန်သမျှဟာတဘာဝမကြတဲ့စိတ်ပူခြင်းဖြစ်ပြီးမေတ္တာအတွင်ဆောင်တဲ့စိတ်ပူခြင်းမှန်သမျှဟာတဘာဝကြတဲ့စိတ်ပူခြင်းဖြစ်ပါတယ်။ကို့မှာတောကအတွင်ဆောင်တဲ့စိတ်ပူခြင်းဖြစ်နေတာကိုမမြီကောင်းရကျင်တာနဲ့မေတ္တာအတွင်ဆောင်တဲ့စိတ်ပူခြင်းပါလို့တော့မလဲစားနဲ့ပေါ့။တကယ်တော့လောကဝေါ်ဟာရအရာသာစိတ်ပူတယ်လို့ပြောရပေမဲ့မေတ္တာအတွင်ဆောင်တဲ့အပြုမူတိုင်းလောက်ရတိုင်းမှာစိတ်ကိုပူလောင်စေတတ်တဲ့သဘော ုံးဝမရှိပါဘူး။မေတ္တာကြောင့်စိတ်ပူလောင်ရိုးထုံးစံမရှိပါဘူး။မေတ္တာကြောင့်စိတ်အေးချမ်းရတယ်ဆိုတာပဲရှိပါတယ်။စိတ်ပူတာကိုမေတ္တာလို့ထင်နေသူတွေအနေနဲ့စိတ်ပူနေချိန်မှာစိတ်အေးချမ်းမှု ရှိမရှိ ကိုယ်စိတ်ကိုစစ်ကြည့်ကြစေခြင်းပါတယ်။တကယ်တော့စိတ်ပူပန်နေဆိုတာတိတ်မူမမှန်လို့ပါ။တိတ်မူမမှန်ဘူးဆိုတာယူသွက်နေတာစိတ်ဖောက်ပြန်နေတာကိုပြောတာမဟုတ်ပါဘူး။ ဂျော်နီတော်မနတိကာရမရှိတာအကောင်းမြင်ဝါဒမရှိတာကိုပြောတာပါ။အရာရာကိုအဆိုးမြင်ဝါဒနဲ့ကြီးတက်တာကိုပြောတာပါ။စိတ်ထားမတက်တာကိုပြောတာပါ။အရာရာကိုအကောင်းမြင်ဝါဒနဲ့မကြီးတက်ပဲအဆိုးမြင်ဝါဒနဲ့ကြီးတက်တဲ့သူအပြုတ်သဘောနဲ့မတုံ့ပြန်ပဲအဖြတ်သဘောနဲ့တုံ့ပြန်တတ်သူ သူ့ဘက်ကိုယ့်ဘက်ကိုယ့်ဘက်ဒီဘက် နှစ်ဖက်မြအောင်စိတ်မထားတတ်တဲ့သူဟာမူမမှန်တဲ့သူပါပဲ။တို့ချုပ်ကတော့ စိတ်ထားမတက်တဲ့သူဟာမူမမှန်တဲ့သူပါတိတ်မူမမှန်တဲ့သူတိုင်းစိတ်ပူပန်တတ်ပါတယ်အတိပဲမဲ့စိတ်ပူရခြင်းတို့ရဲ့နောက်မှာယွန်းချာဆက်ဆုပ်ဖွဲ့ကောင်းတဲ့အချက်အင်အားစုသဘောတရားတွေအများကြီးကိန်းအောင်းနေပါတယ်ဟိုလူနဲ့မပေါင်းသင်းစေခြင်းဒီလူနဲ့မဆက်ဆံစေခြင်းဆိုတဲ့ပေါင်းသင်းဆက်ဆံရေးစိတ်ပူမှုရဲ့နောက်မှာစိတ်အပူခံကာယကံရှင်ပေါ်မယုံကြည်ခြင်းအထင်သေးခြင်းတွေပါဝင်နေသလိုအပေါင်းသင်းခံအခြားတစ်ဖက်သားအပေါ်မှာလည်း မနာလိုခြင်းမုန်းတီးခြင်းတွေပါဝင်နေပါတယ်။တချို့စိတ်ပူခြင်းတွေဟာစိတ်အပူခံပုပ်ကိုအပေါ်မြစ်တာထားရမရောက်ပဲစော်ကားရရောက်နေတာမျိုးလည်းရှိတတ်ပါသေးတယ်။စိတ်ပူခံပုပ်ကိုဟာဘာမှ မသိနားမလဲတဲ့သူဘာမှကိုပိုင်စင်ကျင်ဉဏ်မရှိတဲ့သူဘာမှအတွေ့အကြုံမစုံတဲ့သူဆိုတဲ့အဓိပ္ပာယ်မျိုးလုံးလုံးလျားလျားတက်ရောက်သွားစေတဲ့စိတ်ပူခြင်းတွေပါပဲ။သတိပေးတာပါလို့အမိနမီကောင်းခံထားတဲ့ဩဇာပေးခြင်း လွှမ်းမိုးချေလေခြင်းတွေဟာလည်းစော်ကားရရောက်တဲ့စိတ်ပူခြင်းတွေကိုအခြေခံထားတာတွေကြီးပါလိုပဲဖြစ်ဖြစ် ကိုယ်အတွက်ကို နေရာတကာစိတ်ပူတတ်တာကိုမစွန့်လွတ်နိုင်အောင်မစွန့်လွတ်နိုင်တော့သူများအတွက်နေရာတကာစိတ်ပူတတ်တာကိုတော့တတိပညာနဲ့စင်ကျင်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ဒီလိုမှမဟုတ်ရင်တော့ကိုမြစ်တန်ရှိပါတယ်ဆိုတဲ့သူတွေကိုအလကားနေရင် စိတ်မစင်းရဲစင်းရဲအောင် လုပ်နေတာနဲ့အတူတူပါပဲ စိတ်ပူတတ်သူတွေနဲ့အနီးကပ်နေရတာဟာမရေတီနဲ့အိမ်နီးချင်းတော်ဆက်ရတယ်လို့ပါပဲအင်မတန်ပူလောင်လှပါတယ်အရန်အရန်ကို ပူလောင်လုံးပါတယ်ကို့အတွက်လဲစိတ်မပူတတ်တော့ဘူးသူတပားအတွက်လဲစိတ်မပူတတ်တော့ဘူးဆိုရင်တော့ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်ပါပြီလှုပ်တဲ့နာလှုပ်ပေးဖို့အတွက်စဉ်းစားကြံစားတဲ့စိတ်ပူခြင်းကိုမေတ္တာနဲ့စိတ်ပူခြင်းလို့ခေါ်နိုင်ပေမဲ့စိတ်ထဲမှာတကယ်မပူပါဘူးစိတ်အေးချမ်းနေပါတယ် လောက်ပေးလို့ဘာမှမရပဲစိတ်ပူလောင်ယုံတက်တက်ခန်းစားကြည်ကွဲတဲ့စိတ်ပူခြင်းမျိုးကိုတော့တောကနဲ့စိတ်ပူခြင်းလို့ခေါ်ပါတယ်။စိတ်ထဲမှာတကယ်ပူလောင်နေပါတယ်။လုံးဝစိတ်မအေးချမ်းပါဘူး။မြစ်တာနဲ့ကူညီရင်းအေးချမ်းစွာ စိတ်ပူပါ။တောကနဲ့ပူပင်ရင်းလောင်ကျွမ်းစွာ စိတ်မပူပါနဲ့။မကြွားဝါပါနဲ့။ကြွားရင်ဝါသွားလိမ့်မယ်။ရင်းရသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့ ကြွားဝါမှုကင်းရှင်းခြင်းဆိုတဲ့အရေးအသွေးပါပဲကြွားဝါခြင်းကြွားခြင်းဝါခြင်းနဲ့စိတ်နဲ့တခုခုလုံနေတဲ့အချိန်မှာကိုယ်စိတ်ကိုသတိထားကြည့်လိုက်ပေါ့ဥလောင်နေတာပဲအဝတ်စားလေးတခုဝတ်တယ်ဆိုတော့နောက်ဆုံးပေါ်စတိုင်ကြတဲ့အဝတ်စားလေးတခုကိုစတိုင်ရှိမှစတားဖြစ်တယ်ဆိုပြီးလူမြင်အောင်ကိုကကြာကြာနာနာဝတ်ပြီးတော့သွားတယ်အိမ်မှာဝတ်ဆင်ပြုပြင်နေတုန်းလဲဥလောင်နေတာပဲလာခြင်းပခြင်းနဲ့စိတ်စတိုင်ကြကြဖြစ်ခြင်းနဲ့စိတ်ကလေးနဲ့ဥလောင်နေတယ်ပြုပြင်နေလိုက်ရတာလဲမောလို့ မှန်ထဲမှာဘဲပြန်ညာပြန်ကြည့်နေရတာလေလူတော်မှခေါင်းမူပြီးလဲတော့မယ်ဆွတ်လိုက်ရတဲ့ရေမွေးတွေကလည်းတခန်းလုံးနှံလို့ညီနဲ့တွေတောင်ဆွဲကုန်ပြီအဲ့ဒီအချိန်မှာကိုယ်စိတ်ကိုသတိထားကြည့်ဥလောင်နေတာပဲကဲဝစ်စားပြီးတော့ထွက်သွားပါပြီတဲ့ငါ့ကို လူတွေကြည့်မှကြည့်ပါမလားဒါလေးကလည်းဥလောင်နေရသေးတာလူတွေကို့နာဖြတ်သွားရင်မတိမတာကဲခက်လိုက်ရသေးတာ तू ငါ့ကိုကြည့်ရလားငါဝစ်ထားတာလေး तू သဘောမှကြည့်ရလား ူတို့ချင်းချင်းဗာများပြောကြမလဲဒါလေးစိတ်ဝင်စားနေရတာကိုကပူလောင်လိုက်တာကိုကသာရတာရှိရဲ့ထင်နေတာအင်မတန်ပင်ပန်းနဲ့ကိုဝစ်ထားတာကိုကြည့်ပြီးသူများက ပြုံးမယ်ရီးမယ်ဟားတိုက်မယ်အပြစ်ပြောမယ်ကဲ့ရဲ့ဝေဖန်မယ်ဆိုရင်လဲမှန်းချက်နဲ့နှမ်းထွက်မကိုက်လို့စိတ်ညစ်ရအောင်မယ်ပူပြီးစိတ်ပူလောင်ရတယ်ဒါကြောင့်ကြွားတဲ့ဝါရက်တဲ့သူဟာဘယ်တော့မှစိတ်ချမ်းသာမှုစိတ်ငြိမ်အေးမှုမရပါဘူးကြွားတယ်ဆိုတဲ့နေရာမှာ မရှိတဲ့ဂုံနဲ့ကြွားတာလည်းရှိတယ်ရှိတဲ့ဂုံနဲ့ကြွားတာလည်းရှိတယ်မရှိတဲ့ဂုံနဲ့ကြွားလို့စိတ်ဆင်းရဲရတာကတော့အထူးပြောစရာတော့မလိုပါဘူးအလူတန်းသွားတယ်သူများထင်ကြည့်အောင်ဆိုပြီးတော့စိတ်ငက်ငားဝက်သွားတယ်ဘယ်နဲ့နေမလဲနော် ကြားပြောင်မှလည်းစိုးရင်ရသေးတကယ်လို့များပျောက်သွားရင်လဲပူလိုက်ရတာကိုကကိုကိုငားလိုက်တဲ့စိတ်ငက်ကအတုကိုကကြပြောက်သွားလို့အင်ဒရီမပြတ်ပြန်ဝယ်ပေးလိုက်တာကအစ်စ်ဖြစ်နေ ကိုငှားခဲ့တာအတူမှန်နောက်မှသိရလို့ယဉ်ကျိုးမရဖြစ်အဲ့လိုဖြစ်ရတွေ့လဲအများကြီးရှိတယ်ဒီတော့ငှားပစ္စည်းနဲ့ကြွားရတာကလည်းအရသာမရှိပါဘူးစိတ်ပူလောင်ရတာပါပဲကိုရှိတာနဲ့ကြွားလဲပဲစိတ်ပူရတာပါပဲပန်ထားတဲ့စိတ်နှကက်လေးလူမမြင်မှဆိုးလို့နေရွက်ခဏခဏပူရတာနေရွက်လဲနီနေပြီနော်လက်မှာဝတ်ထားတဲ့လက်စွပ်ကလေးလူမသိမှဆိုးလို့လက်ထောင်ထောင်ပြီးစကားပြောရတာလဲလက်တွေညောင်းလာပါပြီဒီတော့ ကိုပိုင်ပစ္စည်းနဲ့ကြွားရတာလည်းအရသာမရှိပါဘူးစိတ်ပူလောင်ရတာပါပဲမရှိတဲ့ဂုံနဲ့ကြွားလဲပူလောင်ပါတယ်ရှိတဲ့ဂုံနဲ့ကြွားလဲပူလောင်ပါတယ်မရှိတဲ့ဂုံနဲ့ကြွားတာကိုတော့လုံးဝပေပါရှိတဲ့ဂုံနဲ့ကြွားတာကတော့ဥရုဇင်မို့သူ့အတိုင်းတာနဲ့သူ ရှိနေအောင်ပါပါပဲလုံးဝကြီးတော့မကင်းနိုင်ဘူးပေါ့အမှုစိတ်ပြီးစင်ကျင်ကြည့်မယ်ဆိုရင် တနေ့တစ်မျိုးမယိုးအောင် အင်းကြီးပစိုးထဲလဲဝင်နေတာကိုကအသေးစားကြွားဝါချင်းတစ်မျိုးပါပဲ။ ဒီနေ့လဲဒါပဲနောက်တနေ့လဲဒါပဲဆိုပြီးတော့သူများအပြောမခံရအောင်မနေ့ကအဝါလေးဝတ်တယ်ဒီနေ့အနီလေးဝတ်သွားဝတ်သွားမှဆိုပြီးတော့စသည်အားဖြင့်ပေါ့လေတချို့ဆိုစီးရင်တောင်မှတ်ထားလိုက်သေးတယ်တနင်္လာနေ့ပါဝတ်မယ်အင်္ဂါနေ့ပါဝတ်မယ်အဲ့အရာကတော့အပြစ်ပြောစရာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုဝတ်စားစင်ရင်နေတဲ့အချိန်မှာစိတ်ကလေးကိုတေချာစမ်းစစ်ကြည့်ဖို့ပါပဲပူလောင်နေတယ်ငြိမ်းအေးမှုမရှိဘူးဒါပေမဲ့ လောကသဘာဝအရာမဝစ်လို့မဖြစ်တော့ဝစ်ရမှာပါပဲအဲ့တော့ပူလေးမပါအောင် သတိလေးထည့်ပြီးတော့ဝစ်ပေါ့အင်ကြီးဝစ်တော့လေအင်ကြီးဝစ်စားလေးတွေအနီအဝါအပြာအစိမ်းရွေးနေတဲ့အချိန်မှာ ရွေးတယ်ရွေးတယ်လို့မှတ်ရင်တော့ဘာမှသိမှာမဟုတ်ဘူးเนาะလက်နဲ့အဝစ်စားတွေနဲ့ထိနေတဲ့သဘောလေးသတိကပ်ထားပြီးတော့ရွေးထိတယ်ထိတယ်လို့ရွတ်နေစရာတော့မလိုပါဘူးအဝတ်အစားတွေတစ်ခုပြီးတစ်ခုရွေးနေရင်းနဲ့ဒီအဝတ်မကြိုက်သေးဘူ ပြစ်ထည့်လိုက်တယ်။အဲ့တော့လက်ရဲ့လှုပ်ရှားမှုလေးတွေပါနေတာပဲ။ကြိုက်ပြီဆိုတော့လည်းကိုမာကက်ပြီးတော့ကြီးလိုက်တယ်။လှုပ်ရှားမှုသဘောရှိတယ်။မှန်ထဲမှာခြာလက်ပတ်လဲပြီးတော့ကြီးလိုက်တယ်။လှုပ်ရှားမှုသဘောရှိတယ်။အဲ့လိုထိမှုလှုပ်ရှားမှုသဘောလေးတွေကိုသတိကပ်ပြီးတော့ကြည့်နေမယ်ဆိုရင်မလွဲမရှောင်သာလို့ဝစ်စားရပေမဲ့အပူတိတ်မပါတော့ဘူးအပူထဲမှာအေးလေးရောပြီးတော့နေတယ်ပူလောင်လှတဲ့အချိန်မှာရက်မခက်ဖဲနေရင်ပူပြီးတော့ပူမယ် ရက်တောင်လေးခတ်နေတော့နည်းနည်းအေးတာပေါ့နေပြင်းတဲ့အချိန်အရိတ်မှမနေပဲလွင်သီးခေါင်မှသွားနေရင်ပူမှာပေါ့တစ်ပင်ရိတ်မှခိုးနေတော့အပူနည်းနည်းတက်တာတာပေါ့အဲ့လိုပါပဲနေစဉ်ဝတ်တာစားတာသွားတာလာတာလှုပ်တာကင်တာအားလုံးအပူနည်းနိုင်သမျှနည်းအောင်သတိပဋ္ဌာန်အမှတ်ကလေးထည့်ပြီးတော့လုပ်ရမယ်ဘာလှုပ်ပဲလှုပ်လို့အမှတ်သတိနဲ့လုပ်မယ်ဘယ်အာယုံမဲခံစားခံစားအမှတ်သတိနဲ့ခံစားမယ်ဆိုရင် ွားခြင်းဝါခြင်းနဲ့စိတ်ရော့ပါကုန်ခန်းသွားမှာပါ။ကြွားရင်ဝါတတ်ပါတယ်။ဝါတယ်ဆိုတာမိကြောင်မီလီယံလို့ပူလောင်တာကို ပြောတာပါ။မိကြောင်ကအဝါရောင်လေကြွားတဲ့သူဟာစိတ်ပူလောင်တတ်တယ်လို့ဆိုလိုပါတယ်။ကြွားခြင်းစိတ်လုံးဝမရှိတော့လို့မဝါတော့ဘူးမီးမတောက်တော့ဘူးဆိုရင်ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။ကြွားတတ်တဲ့ပုံကူဟာကောင်းကုံလေးတစ်ခုရှိလာတိုင်းသူများမသိမှစိုးရိမ်တဲ့စိတ်နဲ့ပူလောင်ပင်ပန်းနေပါတယ်။ ကိုယ့်ရဲ့ကောင်းကုံကိုအာယုံမပြုမိတော့ပဲသူတပားကိုပဲအာယုံပြုနေမိတဲ့အတွက်စိတ်ဆွမ်းရည်တွေလည်းကျဆင်းသွားပါတယ်။လန်တွေးပြီးပြန်ဆွေးမနေပါနဲ့တော့ရည်သောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်အရေးသေးတစ်ခုကတော့နောင်တတဖန်ပူပန်မှုကင်းရှင်းခြင်းသို့မဟုတ် ကုတ်ကစ္စကင်းရှင်းခြင်းဆိုတဲ့အရေးသေးပါပဲ။ကုတ်ကုတ်စလို့ကုတ်ကုတ်စလို့ဆိုလိုက်ရင် နောင်တတဖန်ပူပန်ခြင်းလိုပဲအားလုံးက အလွယ်တကူသဘောပေါက်လိုက်ကြတဲ့ကုတ်ကုတ်ဆဆိုတဲ့စကလုံးကဓာတ်ရိုက်ထွက်တဲ့အတိတ်ပဲကတော့ဆက်ဆုပ်ဖွဲ့အပြုအမူမကောင်းတဲ့အပြုအမူအပြုအမူဆိုလို့အတိတ်ပဲရပါတယ်အဲ့ဒီကုတ်ကုတ်ဆကတဟတ်ထပါဒကုတ်ကုတ်ဆနိဝိနိယကုတ်ကုတ်ဆတော့ ဝိပဿနိတာရကုတ်ကုတ်စလို့အတိပ္ပယ်၃မျိုးရှိပါတယ်။ဟဋ္ဌပါဒကုတ်ကုတ်စဆိုတာကလက်လှုပ်လှုပ်ခြေလှုပ်လှုပ်နေတာကို ပြောတာပါ။နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့လက်ကလေးလှုပ်လိုက်ခြေကလေးလှုပ်လိုက်ဒူးကလေးနှံ့လိုက်ပေါင်ကလေးပုတ်လိုက်ခေါင်းကလေးကုတ်လိုက်သပင်ကလေးနှိုက်လိုက်လက်ဖြောက်ကလေးတီးလိုက်လေကလေးခြုံလိုက်လှုပ်နေတာကိုဟဋ္ဌပါဒကုတ်ကုတ်စလို့ခေါ်တယ်။ လက်မငိမ်ခြေမငိမ်ခြင်းလို့ပြောရမှာပေါ့ဒီအပြုမူတွေဟာဆက်ဆုပ်စရာကောင်းတဲ့အပြုမူတွေပဲပညာရှိသူတော်ကောင်းတွေရဲ့အလဲမှာမတင့်တယ်တဲ့အပြုမူတွေပဲလူကြီးလူကောင်းတွေရဲ့အပြုမူမဟုတ်ဘူးရှင်ကျေးတိမ်မွေးတဲ့ပုံကိုယ်တွေရဲ့အပြုမူမဟုတ်ဘူးမြို့ကြီးသားနိုင်ငံကြီးသားတွေရဲ့အပြုမူမျိုးမဟုတ်ဘူးစိတ်မတည်ငြိမ်သူ စိတ်ရောက်ရက်ခတ်နေသူစိတ်ပူလောင်နေသူတွေရဲ့အပြုအမူမျိုးသားဖြစ်တယ်။ဒါကြောင့်မလိုအပ်ဖဲလက်လှုပ်ခြေလှုပ်ခေါင်းလှုပ်ကိုလှုပ်လှုပ်နေတာမျိုး မလိုအပ်ဖဲစကားတီတိုတီတိုပြောနေတာမျိုးအဲ့လိုအပြုမူတွေကိုပယ်ရမယ်ဝိနည်းကုတ်ကုတ်ဆဆိုတာကတော့ဝိနည်းတီလာနဲ့ပတ်သက်တဲ့ကုတ်ကုတ်ဆကိုကျင့်တီလာနဲ့ပတ်သက်တဲ့ကုတ်ကုတ်ဆပါပဲဒီအလောက်ကိုလောက်ကောင်းသလားမလောက်ကောင်းဘူးလားဒီအစားစာကို စားကောင်းသလားမစားကောင်းဘူးလားဒီချိန်မှာအပ်သလားမအပ်ဘူးလားစသည်အားဖြင့်ယုံမှန်တန်ရဖြစ်နေတဲ့သဘောကိုဝိနည်းကုတ်ကုတ်ဆလို့ခေါ်တယ် ဒီကုတ်ကုတ်ဆာကတော့ရှိတဲ့ရှိထိုက်တဲ့နေရာမှာရှိရမှာပါပဲဒီလိုမှတန်တရာမဖြစ်ဘူးမစင်ကြယ်မှုဆိုရင်လဲဝိနည်းလေးစားမှုတီလဆောင့်ထိန်မှုဆိုတာရှိမှာမဟုတ်တော့ဘူးဒါကြောင့်လုံတဲ့မလုံတဲ့အပ်မအပ်ဆိုတဲ့တန်တရာကတော့ရှိရမယ်ဒါပေမဲ့တန်တရာဖြစ်ပါလျက်သားနဲ့ကျူးလွန်တာမျိုးတော့မဖြစ်စေရဘူးအဲ့လိုတန်တရာဖြစ်လျက်သားနဲ့ကျူးလွန်တာမျိုးကိုတော့ပယ်ရမယ် ဒီဟာစားကောင်းသလားမစားကောင်းဘူးလားစိတ်ထဲမှာတန်နိယဖြစ်နေရင်မစားရတော့ဘူးတန်နိယဖြစ်လျက်သားနဲ့စားရင်အဘက်တင်တာပဲကိုကဝိနီးကိုနှံ့နှံ့ဆက်ဆက်လေးလာမထားလို့လှုပ်တစ်ခုကိုလှုပ်ကောင်းသလားမလှုပ်ကောင်းဘူးလားတန်နိယဖြစ်နေတယ်ဆိုရင်မလှုပ်ပါနဲ့တော့လှုပ်ရင်ဝိနီးရလှုပ်ကောင်းတဲ့အလုပ်ဖြစ်နေပေမဲ့တန်နိယဖြစ်ရက်သားနဲ့လုံမီတဲ့အတွက်ကြောင့်အဘက်တင်နဲ့အပြစ်ဖြစ်တယ်ပင်ကိုသဘာဝအရမူလစည်းကမ်းအရ အာဘတ်မသိင်အပြစ်မဖြစ်တဲ့ကိစ္စတစ်ခုကိုကိုကတန်တရာရှိလျက်သားနဲ့လုံမိလိုက်ရင်အာဘတ်တင့်သွားအပြစ်ဖြစ်သွားပါတယ်လူ့အကြောင်းတွေဆိုရင်လဲကိုချင်းတရားနဲ့ပတ်သက်ပြီးအထူးသဖြင့်ငါးပါးသီလနဲ့ပတ်သက်ပြီးဒါလုံလိုက်ရင်သီလပြတ်သွားမလားဒါပြောလိုက်ရင်သီလပြတ်သွားမလားတန်တရာဖြစ်နေရင်မလုပ်ပါနဲ့မပြောပါနဲ့တန်တရာစိတ်ကြီးတန်းလန်းနေတော့ကိုရဲ့ကိုကျင့်သီလအပြတ်မခံပါနဲ့ ရင်းရသောဘဝပိုင်ရှင်ဖြစ်ခြင်းနဲ့ဆိုရင် အပြစ်သင့်မသင့်တန်နေရရှိတဲ့မကောင်းမှုမှန်သမျှလုံးဝမပြုလုပ်ပါနဲ့ရှောင်ကျင်ပါဝိပတ်ဏိတာရကုတ်ကုဆာဆိုတာကတော့နောင်တဖန်နောင်ဒတဖန်ပူပန်ခြင်းမှာပဲလုံးတဲ့လုံးထိုက်တဲ့ကုသိုလ်ကောင်းမှုတွေအပြုသဘောဆောင်တဲ့လုပ်ရက်တွေကိုမလုံးခဲလိုက်မိလို့နောင်ထရရတဲ့မလုံးတဲ့မလုံးထိုက်တဲ့အကုသိုလ်မကောင်းမှုတွေ အဖြတ်သဘောဆောင်တဲ့လောက်ရက်တွေကိုလောက်ခဲလိုက်ပြီလို့နောင်တရတယ်။အဲ့လိုလောက်တဲ့နာမလောက်ခဲခြင်းမလောက်တဲ့နာလောက်ခဲခြင်းကြောင့်နောင်တရနေတဲ့သဘောလောက်ခဲမိရင်ကောင်းမှာမလောက်ခဲမိရင်ကောင်းမှာလို့ပြန်တွေးပြီးဥပန်နေတဲ့သဘောကိုဝိပန်နိတာရကုတ်ကုဆာလို့ခေါ်ပါတယ်။အများသောအနေနဲ့ကုတ်ကုဆာလို့တလုံးနဲ့ပြောရင်လည်းရပါတယ်အများသောကုတ်ကုဆာဟာဒီဝိပဿနာကုတ်ကုဆာပါပဲလုံတဲ့နာလုံနေပါလျက်နဲ့ မျော်လင့်သလောက်အကျိုးမရလို့လုံရက်နဲ့မရလေခြင်းဆိုပြီးစိတ်ပူပန်နေတာဟာလေကုတ်ကုတ်ဆပါပဲမလုံတဲ့နာကိုမျော်လင့်ချက်တစ်ခုနဲ့စိတ်လိုလက်ရလုံနေရင်မျော်လင့်တယ်လို့ဖြစ်မလာတဲ့အခါစိတ်ပူပန်နေတာဟာလေကုတ်ကုတ်ဆပါပဲအခုပြောခဲ့တဲ့နောင်ဒတဖန်ပူပန်မှုကုတ်ကုတ်ဆအလုံးကို စိတ်ချမ်းသာမှုဘဝငြိမ်းအေးမှုရယူလိုသူတိုင်းကိုယ်စိတ်အစင်မှာဝင်ခွင့်မရအောင်ပယ်တတ်ကြရပါမယ်။ ။လူဆိုတာမွေးကလေးက6ပြက်ကင်းသဲလဲစင် စင်းလုံးချောကတော့ဘယ်သူမှမဖြစ်ဘူးပေါ့။လှုပ်တင်တာလှုပ်မိတာမျိုးလှုပ်တင်တာမလှုပ်မိတာမျိုး အနေနဲ့အများရှိခဲ့ကြမှာပါပဲ။ဒါတွေကိုပြန်တွေးပြီးစိတ်ညစ်နေလို့လေလှုပ်ပြီးသားကအလိုအလျောက်မလှုပ်ရသေးတာကပြန်ဖြစ်မသွားသလိုမလှုပ်ရသေးတာကလည်းအလိုအလျောက်လှုပ်ပြီးသားပြန်ဖြစ်မသွားနိုင်တော့ပါဘူး။စိတ်စင်းရရတာစိတ်ပူလောင်ရတာပဲအဖက်တင်ပါတယ်။သတိတရားဝင်လာတဲ့အချိန် အတိတရားရလာတဲ့အချိန်ကစပြီးမလုတ်တဲ့နာငါမလုတ်တော့ဘူးလုတ်တဲ့နာငါလုတ်တော့မယ်လို့စိတ်နှလုံးဒုံဒုံချဆုံးဖြတ်ထားလိုက်မယ်ဆုံးဖြတ်ထားတဲ့အတိုင်းလဲမလုတ်တဲ့နာလုံးဝမလုတ်တော့ဘူးလုတ်တဲ့တာအပြည့်အဝလုတ်မယ်ဆိုရင်ပြီးတာပါပဲပြီးခဲ့တာတွေကိုလုံးဝမေ့ပြစ်နိုင်အောင်ကြိုးစားပါယူတဲ့နဲ့သင်ငန်းစာယူတာကလွဲရင်ပေါ့မိမိရသေးလို့စိတ်ထဲမှာပေါ်လာရင်လဲတွေးတယ်တွေးတယ်ပူပန်တယ်စိတ်ပူပန်တယ်စသည်အားဖြင့် ချူမှတ်ပြီးပယ်လိုက်ပါကိုတော့ငါမသိဘူးအခုမှသိရတာအတိနောက်ကြလေခြင်းလို့ဘယ်တော့မှမတွေးပါနဲ့သိတဲ့အချိန်ကစပြီးတော့နောက်မကြပါဘူးသိတဲ့အချိန်ကစလို့သိလျက်သားနဲ့မလုပ်ဘူးဆိုရင်သာနောက်ကြတာသိတဲ့အချိန်မှာလုပ်ပြီးဆိုရင် နောက်မကြပါဘူးအတိတ်ကပြုခဲ့တဲ့မကောင်းမှုမပြုခဲ့တဲ့ကောင်းမှုတွေကိုလုံးဝပြန်မတွေးတော့တဲ့အတွက်ကြောင့်နောင်တတဖန်ပူပန်မှုကုတ်ကုတ်ဆကင်းရှင်းသွားပြီးဆိုရင်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။ ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပြရစေနော်။နားဆင်အားဖြစ်ခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျန်းမာပေးခြင်းကြပါစေ။ thank you